မြန်မာနိုင်ငံမှာမကြခင်ကျင်းပမဲ့ရွေးကောက်ပွဲမှာအားကောင်းတဲ့အတိုက်ခံပါတီတွေကိုမတွေ့ရသေးဘူးလို့နိုင်ငံရေးပါတီတွေကထောက်ပြကြပါတယ်။နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်စာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လည်းကရွေးကောက်ပွဲအနံ့ရတဲ့နိုင်ငံရေးပါတီကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်တယ်လို့ပြောကြားထားပါတယ်။လက်ရှိအခြေအနေမှာအတိုက်ခံကောင်းတဲ့ပါတီမတွေ့သေးကြောင်းဒါပေမဲ့ပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကအားကောင်းဆုံးပါတီဖြစ်တယ်လို့ လေးစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးလီဘော်ရဲကစီရင်တဲ့တင်းဌာနကိုပြောပါတယ်။အခုလက်ရှိအခြေအနေမှာတော့ဘလိုမျိုးဒီတအားကြီးအတိုက်ခံကောင်းမဲ့ပါတီကတော့မတွေ့သေးဘူး။အဲလက်ရှိတော့ပြည်ခိုင်ပြောတော့အာအကောင်းဆုံးပါတီပေါ့ကျွန်တော်တို့ကတော့အဲ့လိုမြင်တာပေါ့။ဒါပေမဲ့လည်းကျွန်တော်တို့ဒီအစိုးရဖွဲ့တဲ့မှာ ဟိုတခြားပါတာတွေမပါတာတွေကပြဿနာမဟုတ်ဘူး။ဥပမာကျွန်တော်လွတ်တော်ကတော့ရေးကြည့်တယ်။အဲ့တော့အစိုးရကိုထိန်းချုပ်မဲ့အာလွတ်တော်ကလွတ်တော်အင်အားကောင်းဖို့လိုတယ်။လွတ်တော်မှာတိုင်းသားတွေရောအာတခြားပါတီတွေရောမျှပြီးမှဘယ်လိုပါသွားမှာဆိုရင်ဒီအစိုးရက ။ဟိုမှာပြောမှဆိုရင်သူ့ရဲ့ဟိုစန္ဒတစ်ခုတည်းနဲ့ပေါ်ဆောင်လို့မရတဲ့ခါကျတော့တက်လာမဲ့အဆူရတော့မြတ်တာမင်းတော့မင်းနာပါဘူးနော်။ဦးသိန်းစင်အဆူရအဖွဲ့လက်ထက်မှာအကောင့်နဲ့အတိုက်ခံပါတီတွေမှာအနုသာဒီမိုကရေစီအဖွဲ့ချုပ်အန်နယ်ဒီရခိုင်အနုသာပါတီ AMP တို့ရှိခဲ့ကြပါတယ်။အဲ့ဒီနောက်ဒေါအောင်ဆန်းစုကြည်ရဲ့အဆိုရအဖွဲ့လက်ထက်မှာတော့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNL ရခိုင်အမျိုးသားပါတီ AMB USDP တို့ရှိခဲ့ကြပါတယ်။ရွေးကောက်ပွဲအလုံးပေါပေါလာမယ့်အဆိုရကအတိုက်ခံတဲ့နိုင်ငံတည်ဆောက်ရေးအတွက်စုပေါင်းအားနဲ့တွားရမှာဖြစ်တယ်လို့တိုင်းလန်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဆိုင်းထီအောင်ကစီရင်တဲ့တင်ဌာနကိုပြောပါတယ်။ကျွန်တော်စမ်းစစ်ကြည့်တော့ပြင်စီလဲဆိုတာအတိုက်ခံ ေလို့ခေါ်ခဲ့ကြတာပေါ့နော်ဒီနေ့ကျွန်တော်တို့ရေကောက်ပွဲကနေပေါ်ထွက်လာမယ်ဆိုတော့တိုက်ခတ်တဲ့ကိုသင်္ကန်းတိဆောက်ရေးတဲ့ကိုစုပေါင်းအားနဲ့သွားကြမယ်လို့တော့ကျွန်တော်တို့နေမြင်တာပေါ့ဒါကျွန်တော်အမြင်ပေါ့လေဒါအခုကျွန်တော်တို့ရေကောက်ပွဲမှာတင်ကြတဲ့ခါကြီးကြတော့တုံ့တက်ကြရတဲ့နိုင်ငံရေးပါတီတွေမန်ကြီးဆိုင်ကနေဆွေးနွေးကြအစိတ်တော်ထားခြင်းအားလုံးပြည်ကြတယ်နိုင်ငံကြီးကိုကောင်းအောင်လူတိဆောက်ကြမလဲဆိုတာဖြစ်တဲ့ခါကြတော့ကျွန်တော်ဒါအတိုက်ခံနေတဲ့မဟုတ်ဘဲနဲ့ပေါင်းဆောင်ရအောင်ပေါ့လေအတိုက်ခံဆိုတာတော့ဒီမိုကရေစီမှာရှိတဲ့လားမဟုတ်ဘူး ဒီဘက်အစိုးရဥစ္စာစိုးရလို့ဆောင်ကားချက်တွေအဆင်မပြေဘူးဆိုရင်တဘောမကြောက်ဆိုပြည်သူ့ဘက်ကအသာသာမဲ့လွတ်တော်ကနေမှပြောချူကြမှာပေါ့လွတ်တော်မှာတိုင်းပဲတဘောတော်ကွဲမှုတွေရှိရရှိကရှိကောင်းရှိမယ်ဒါပေမဲ့စေစာဆွေးနွေးမှုနဲ့နိုင်ငံကြီးကိုတိဆောက်သွားကြမယ်လို့တော့ကျွန်တော်ပြောမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်းသစ်အနေနဲ့မြို့နယ်တရားနှစ်မြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်။အဲဒီနောက်2026ခုနှစ်ဇန်နဝါရီလမှာမြို့နယ်တရားမြို့နယ်မှာဆက်လက်ကျင်းပမှာဖြစ်ပါတယ်။